ကြောက်ကထိခိုက်တဲ့အခါပြလေရှိတဲ့ယောဂလက္ခဏာတွေကဘာတွေလဲစီးခဏခဏသွားတာကကြောက်ကယောဂလက္ခဏာတစ်မျိုးလားကြောက်ကယောဂကကဘာပေါ်မှာအဖြစ်အများဆုံးယောဂတွေထဲကတစ်မျိုးဆိုတာဟုတ်လားဘယ်ချိန်မှာဆရာဝန်နဲ့တွေ့ရောက်တိုင်ပင်သင်လဲစတဲ့မေခွန်းရဲ့အဖြစ်တွေကိုသိဖို့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ကြအောင်ခင်ဗျာ ကြောက်ကဲ့ယောဂဆိုတာကတော့အရန်ကိုအဖြစ်များတဲ့ယောဂပါအမေရိကန်ပြည်ထောင်စုမှာဆိုရင်အသက်ပြည့်ပြီးသူ9ယောက်မှ1ယောက်ကကြောက်ကဲ့ယောဂရှိနေပါတယ်ဒါကြောင့်လဲ WHO ကထုတ်ပြန်တဲ့2019ခုနှစ်စက်တမ်းများအရကမ္ဘာပေါ်မှာ လူသေမှုအများဆုံးယောဂတွေရဲ့နံပါတ်10မှာကြောက်ကဲ့ယောဂကရှိနေတာဖြစ်ပါတယ်ကြောက်ဖို့ကောင်းတာကတော့ကြောက်ကဲ့ယောဂရှိနေသူအများစုကမိမိမှာယောဂရှိနေမှမသိကြတာပါ ကြောက်ကယောဂရှိနေသူ၁၀ယောက်မှာဆိုရင်၉ယောက်ကမိမိမှာယောဂရှိနေမှာမသိပဲ၁ယောက်ကသာသိပါတယ်။ဒါဟာဘာဖြစ်လို့လဲဆိုတော့ကြောက်ကကယောဂနုတဲ့အချိန်မှာယောဂလက္ခဏာများများဆဆပြလိမရှိပဲများသောအားဖြင့်ယောဂရင်လာတဲ့အခါမှသာတိတာထင်ရှားတဲ့လက္ခဏာတွေမြင်ရတာမို့လို့ပါ။ဒါကြောင့်ကြောက်ကရဲ့ရှည်ပြေးလက္ခဏာတွေကိုသိထားဖို့လိုပါတယ်။ကြောက်ကယောဂရှိတဲ့အခါဖြစ်လာနိုင်တဲ့လက္ခဏာတွေကတော့နံပါတ်1မောပန်းလွယ်ခြင်း ကြောက်ကကခန္ဓာကိုယ်ထဲကအညစ်အကြေးတွေနဲ့အစိတ်အတောက်တွေကိုစွန့်ထုတ်ပါတယ်။ကြောက်ကယောဂဖြစ်လာတဲ့အခါဓာတ်တွေကိုမစွန့်ထုတ်နိုင်တော့တာကြောင့်ခန္ဓာကိုယ်ထဲမှာအညစ်အကြေးအစိတ်အတောက်တွေပုံလာပါတယ်။ဒီအခါမှာလူကနှုံးနေတာ၊မောပန်းလွယ်တာ၊အာယုံမဆူဆိုင်နိုင်တာစတာတွေဖြစ်တတ်ပါတယ်။ဒါအပြင်ကြောက်ကယောဂခံစားရသူတွေကအနီးမီးယားလို့ခေါ်တဲ့သွေးအားနည်းတာလည်းဖြစ်တတ်တာကြောင့်ဒါကလည်းတနည်းအားဖြင့်လူကိုမောပန်းစေမှာဖြစ်ပါတယ်။နံပါတ်1စီးခဏခဏသွားခြင်း ကြောက်ကက်ကစီးကိုစွန့်ထုတ်တာကြောင့်ကြောက်ကက်ထိခိုက်တဲ့အခါမှာစီးတွေခဏခဏသွားကျင်လာတတ်ပါတယ်။အထူးသဖြင့်ညဘက်မှာစီးခဏခဏသွားရတဲ့ဆိုရင်တော့ဒါကကြောက်ကက်ထိခိုက်တဲ့လက္ခဏာတစ်ခုလည်းဖြစ်နေနိုင်ပါတယ်။ဒါပေမဲ့ညဘက်မှာရေ၊ကော်ဖီ၊လက်ဖက်ရည်စတာတွေအတော့များရင်တော့၎င်းစီးလမ်းကြောင်းပိုးဝင်ရင်တော့၎င်းအမျိုးသားတွေမှာဆိုရင် BPH လို့ခေါ်တဲ့စီးကြိတ်ကြီးရင်တော့၎င်းစီးခဏခဏသွားရတဲ့အကြောင်းစီးသွားတဲ့အချိန်ကြီးအတွက်များတိုင်းတော့ကြောက်ကက်ထိခိုက်တယ်လို့မယူဆစီရှင်ပါဘူး။ နံပါတ်3အိပ်ပျော်ဖို့ခက်ခဲခြင်းခုနပြောခဲ့သလိုပါပဲကြောက်ကထိခိုက်တဲ့အခါခန္ဓာကိုယ်ထဲမှာအညစ်အကြေးတွေအစိတ်အတောက်တွေပုံလာတတ်ပြီးဒါကအိပ်ပျော်ဖို့ကိုခက်ခဲစေတတ်ပါတယ်နံပါတ်4စီးထဲမှာသွေးပါခြင်းပုံမှန်အားဖြင့်ကြောက်ကကအညစ်အကြေးအစိတ်အတောက်တွေကိုပဲဆွတ်ထုတ်ပေမဲ့ကြောက်ကထိခိုက်တဲ့အခါမှာတော့သွေးတွေယူဆိုင်ထွက်လာတတ်ပြီးစီးထဲမှာသွေးပါလာတတ်ပါတယ်ဒါပေမဲ့စီးထဲမှာသွေးပါခြင်းကစီးကြောက် ကင်ဆာစတာတွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။နံပါတ်5စီးအမြုံထခြင်း စီးသွားတဲ့အခါအမြုံထတာစီးအရောင်နောက်တာစီးကိုတန့်စင်သွားဖို့အင်းသားရေကိုခဏခဏဆွဲချရတာစတာတွေကတော့စီးထဲမှာအသားဓာတ်ပါတဲ့လက္ခဏာတွေဖြစ်ပါတယ်။ကြောက်ကြယောဂဖြစ်တဲ့အခါအဗျူမင်လို့ခေါ်တဲ့အသားဓာတ်ကိုမထိန်းထားနိုင်တာကြောင့်စီးတွေကနေပါလာတတ်တာဖြစ်ပါတယ်။နံပါတ်6မျက်လုံးတစ်ဝိုက်ဖောင်းခြင်း Perry Orbiter အဒီမာလို့ခေါ်တဲ့မျိုးလုံးတစ်ဝိုက်ဖောင်းလာတာအစ်လာတာကကြောက်ကက်ယောဂလက္ခဏာတွေကတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့သူကလည်းကြောက်ကက်ယောဂမဟုတ်တဲ့အခြားသောအကြောင်းရင်းတွေကြောင့်ဖြစ်နိုင်ပါသေးတယ်။နံပါတ်9ခြေထောက်များဖောလာခြင်းကြောက်ကက်ပြက်လို့ကြောက်ကက်ကရေမစွန့်ထုတ်နိုင်တော့တဲ့အခါခန္ဓာကိုယ်ထဲမှာရေတွေများလာပါတယ်။ဒီခါမှာတော့ခုနကပြောခဲ့သလိုမျက်လုံးတစ်ဝိုက်ဖောင်းခြင်းနဲ့မကခြေထောက်လည်းဖောလာတတ်ပါတယ် ဒါပေမဲ့ခြေတော်ဖောခြင်းကလည်းကြောက်ကက်တစ်ခုရဲ့ကြောင့်မဟုတ်ပဲနှလုံးယောဂအသေးယောဂခြေတော်ကသွေးပြန်ကြောတွေမှာယောဂဖြစ်တာစတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။နံပါတ်၈ကြွက်တက်ခြင်းကြောက်ကက်မကောင်းတဲ့အခါဆွန့်ထုတ်မှုတွေမမှန်တာကြောင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့အီလက်ထရိုလိုက်တွေလည်းကမောက်ကမဖြစ်လာပါတယ်။ဒီအခါမှာဖော့စဖရက်စ်တွေများပြီးကယ်လ်ဆီယမ်တွေနည်းလာတတ်တာကြောင့်ကြွက်တက်တတ်ပါတယ်။ ဒါတွေကတော့ကြောက်ကထိခိုက်တဲ့အခါမှာဖြစ်တတ်တဲ့လက္ခဏာတွေဖြစ်ပါတယ်။ဒါပေမဲ့မိမိမှာကြောက်ကယောဂရှိမရှိအသေးချာသိနိုင်တဲ့နည်းလမ်းကတော့ဆရာဝန်စီတွားရောက်ပြီးတော့စမ်းသပ်စစ်ဆေးမှုခံယူတာဖြစ်ပါတယ်။ဒါကြောင့်ကို့မှာကြောက်ကယောဂရှိတယ်လို့တန်တရားရှိရင်အခုပြောခဲ့တဲ့ယောဂလက္ခဏာတွေကိုလည်းခံစားနေရတယ်ဆိုရင်တော့ဆရာဝန်စီအမြန်ဆုံးတွားရောက်တိုင်ပင်လိုက်ပါခင်ဗျာ။ကြောက်ကကျမ်းမာအောင်ထိမ့်သိမ့်နေရင်အစားအသောက်အနေအထိုင်ဆောင်ရွက်ရှောင်ရွက်နေကိုသိဖို့ကတော့ နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့တင်ဆက်ပေးထားတာဖြစ်လို့ comment တွေက link ကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ ကြည့်ရှုပြီးတဲ့ပရိသတ်တွေအားလုံးစိတ်ချမ်းသာပြီးကိုကျန်းမာကြပါစေခင်ဗျာ